လုံးမင်းလာပါလန်ဂျမန်ရဲ့ MJ page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီ recording ကတော့တော့ဒီ A N3 ပေါ့နော်ရှင်ခန်းစမ်း master reading တွေကဘာကြီးနိဗုအကြောင်းလေးကိုဆက်ပြောမှာမှရှင်းရင်းလို့တာကျမတယ်အကြဆော့ဆိုခွေအီကီမတ်အဲတော့ဂျာ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 ဟိတ် အဲတော့ဒါဒိုင်းနီဘူးကပေါ့နော်ဒိုင်းနီဘူးမှာဘာကြောင့်နေပါမလဲဆိုလို့ရှင်အဲ့လိုဂျောဟိုးနဲ့ပတ်သက်တဲ့ပုံစံမျိုးလေးပေါ့နော်ဟိုမေးရွေးရတဲ့ဟာမျိုးလေးတို့ဒါမှမဟုတ်ရှင်လဲအိုရှီရာဆဲရွေးရတဲ့ဟာမျိုးလေးတို့ပေါ့နော်အဲ့ဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့မှမလာပါမယ်အဲ့တော့အခုပထမဦးဆုံးမှာဆိုလို့ရှင်သူကဘာလာလဲဆိုလို့ရှင်မေးဒီ private တို့ဆိုပြောမှာပေါ့နော်မေးအကြောင်းကိုမှမဒီလို private မေးလေးပို့တာမျိုးပေါ့နော် business မေးမဟုတ်ဘဲနဲ့ကွာအဲ့လို private ပေါ့နော်ကိုတငယ်ချင်းမေးတဲ့မေးပို့တာမျိုးလေးတို့ဖိနေမေးနဲ့ပို့တာမျိုးလေးတို့ပေါ့ အဲ့လိုမျိုးနဲ့ပတ်သက်တဲ့ပုံစံလေးတွေတဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်နာကာကအီသုံးမတတ်ချင်နေဒေါနာမီတို့အိုကရီမတ်စ်ကတဲ့နာကာကယီဆိုတဲ့ဟာလေးကခင်မင်းရင်းနှီးတော့ဆိုတဲ့အတိတ်ပဲပေါ့နော်ခင်မင်းရင်းနှီးပါတယ်ဆိုတဲ့သုံးမတတ်ချင်နေတငယ်ချင်းစီကိုတဲ့ဘလို့မေးမျိုးပို့ဘူးပါလေတဲ့အဲ့တော့တငယ်ချင်းစီကိုပေါ့နော်ဘလို့မေးတွေပို့ဘူးကြလေတဲ့ဆိုမှပေးထားတယ်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်သူကဒီမွန်တိုင်ဂျူယွန်းပံမှာဆိုလို့ရှိရင်ပေါ့နော်စကီနဘွန်ဆိုယွန်တဲ့စတမွန်နီခွတိုင်းနာဆိုင်တဲ့အောက်ကမိကုန်းလေးကိုဖတ်ပြောမှာအဖြစ်ဖြစ်ပေးပါ 答えは1234から良いえ最も良いものを1つ選びなさい。それメゴアにねするしね。バーマ偏れやみ。あとてれもしうぼれな。だめバリ偏れとれぞ。で、メボサリーの方まね。これは大学時代の友達の佐藤さんからリンさんに届いたメールであるとべたいぼの。あの、ティサちゃんりやろろもဖြစ်မနေဖတ်ပို့လို့အပ်တယ်ပေါ့နော်။ဘသူကဘသူစီကိုပို့ရလဲဆိုတဲ့ဟာလေးကိုပြောပြထားပါ။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီဟာကတဲ့အဲ့တော့ဒီဟာဆိုတာဘာလဲဆိုတော့အခုမေးပို့နေရလေနော်။အဲ့တော့ခွန်သွမေးတူကဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပါပဲ။အဲ့တော့ဒီမေးရလေးတဲ့ ်တက်ကတူចောင်းသားဘွားတော်ကတငယ်ချင်းဖြစ်ပါတယ်ဆိုရယ်စာတိုးဆောင်ကနေစီပြီးတော့မှမသူစီပို့မှလဲဆိုတော့ဒင်းဆောင်ဆိုရယ်ဘောနော်ဒီကောက်စီဖြစ်မှာဘောနော်ပညာရတဲ့ចောင်းသားဖြစ်တဲ့နိုင်ငံသားတငယ်ချင်းစီကိုတဲ့ထိုးထိုးရီတာရောက်ရှိလာခဲ့တဲ့မေတို့တေအားတို့လေးကိုကျွန်တော်အမြဲတမ်းလေးရှိမှလဲပြောခဲ့ဘောနော်တေအားတို့လေးအတိပဲကဒက်စပါအဲ့တော့ဖြစ်ပါတယ်ဆိုရယ်အတိပဲဘောနော်မေလေးဖြစ်ပါတယ်ဆိုပြီးတော့မှမှခုလိုပုံစံလေးဘောနော်မေလေးပို့ထားအဲ့တော့ကြာ မေကုံမဖက်ခင်မှာထုံးစံအတိုင်းပဲပေါ့နော်အော်မဖြေးခင်မှာမေကုံလေးအရင်တော့ဖက်ကြမယ်ပေါ့နော်ဘလို့မေကုံမေးထားလဲဘာဖြေးဖို့လိုအပ်တာလဲပေါ့လေနော်အဲ့တော့မေကုံကိုကြည့်မယ်ဆိုလို့ရှိရင်ခွန်သွေးမေးတွေတဲ့ ichiban style တိုက်ခွတ်တော့ကနာနီကာဒီမေးမှာအပြောကျင်ဆုံးဆိုတဲ့အကြောင်းအရာကဘာပါလဲတဲ့နံပါတ်၁ကကြတော့ဂျီဘုံမနန်တိုကကန်ကီနီယာတေတို့ကဒင်းဆောင်မဒိုကအိုရှေတေဟိုရှေတဲ့ အဲ့တော့မေးရနေပြီးတော့မပြောချင်ဆုံးအကြောင်းအရာဆိုတာကတဲ့နံပါတ်1ကကြတော့တဲ့ကျွန်တော်ကတော့တနီးနီးနဲ့ကျမ်းမောင်နေနေတယ်ဆိုပေမဲ့လို့ဒင်းဆန်ကဘလို့လဲဆိုတာလေးပြောပြစီချင်ပါတယ်တဲ့အဲ့တော့ကိုကတော့တော့ကွာတနီးနီးနဲ့တော့ဗောနောကျမ်းမောင်လို့မလို့ကြိုးစားနေတယ်ကျမ်းမောင်လို့လို့နေနေပါတယ်ဆိုပေမဲ့လို့ဒင်းဆန်ကတော့ရောဘလို့လဲပေါ့လေနော်ဘလို့မျိုးလုပ်နေရလဲဆိုတာလေးကိုပြောပြပါအောင်ဆိုတဲ့ဟာမျိုးကသူပြောချင်တယ်ဒီမေးရနေပြီးတော့မှဗောနောတဆင်ပြောချင်တဲ့အကြောင်းအရာပါတဲ့နောက်နိဗ္ဗာန်ကကြောက်လို့ရှိရင် Saikin Izogashikatta ga Hisashiburi ni Sukoshi Himani natta koto tsutaetai ဒီအခုတလောပေါ့နော်သူကအရန်အောင်မအောင်ကိုအီဆိုကရှိဖြစ်နေရပေါ့နော်အလုရှုပ်နေတာဖြစ်ခဲ့တယ်ဆိုပေမဲ့လို့လေနည်းနည်းလေးပေါ့နော်မတွေ့ရတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တယ်နည်းနည်းလေးအားပါတယ်အားလာပြီဆိုတဲ့အကြောင်းပေါ့နော်ငါအခုတော့အားနေတယ်ငါအခုတလောတော့အားနေပါတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာကဒီမေးရပေါ့နော်အတိကပြောချင်တဲ့ message လားနောက်စမ်းပါမှာဆိုလို့ရှိရင်အစ်ရှင်ကြီးရှိုကူဂျီယိုရှိတဲ့ခါတော့都合のいい日時を何だくして欲しい。 အတူတူသမင်းစားကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အတူတူစားတောက်တာတွေလှုပ်ချင်တာဖြစ်တော့ဒါကြောင့်မလို့ဇူကိုနော်အီဟီလို့ပြောတာဟီနီကြီလို့ပြောတာဖြစ်တော့ကြောင့်မလို့ ဇူကိုကပုံမှန်ဆိုရင်တော့ဇူကိုကအီဇူကိုကဝါဒွေးကြီးလို့သုံးတယ်ပေါ့နော်အဆင်ပြေတဲ့အဆင်ပြေတဲ့အဆင်မပြေဘူးလို့သုံးတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်တော့ဇူကိုအွန်အီလို့ပြောတာဖြစ်တော့ကြောင့်မလို့အဆင်ပြေတဲ့ညီကြည့်နေအချိန်လေးကိုလာနာကုစတဲ့ဟိုရှိပေါ့နော်ဆက်သွယ်စီချင်ပါတယ်ပြောပေးစီချင်ပါတယ်တဲ့နောက်ယုံဘန်ကကြတော့ဟီဆာစီပူတီတာခါတော့နင်းဆောင်ခါတော့မေးလူကဟိုရှိတဲ့မတွေ့ရတာကြာပြီဖြစ်တဲ့တကြောင်မလို့ရင်းဆန်စီကနေပြောမှမေးပို့စီချင်တယ်ပေါ့လေနော်မေးရချီချင်ပါတယ်လို့ပြောတဲ့ ဒီမေးကတစင်ပြောနေတဲ့အကြောင်းအရာလေးခုပေးထားတယ်ဗောနော်အဲ့တော့ပြန်ပြီးအောင်မှအဖြေလေးကိုမှတုံမဲလို့လဲလို့ရှိရင်နံပါတ်၁ကကျတော့နင်းဆန်နေကောင်းမလားမနေကောင်းဘူးလားဗောနော်နင်းဆန်ရဲ့အခြေအနေကိုသိချင်းတယ်နောက်နံပါတ်၂ကကျတော့နည်းနည်းလေးအချိန်အားသွားပြီဗောနော်ရှေ့ရက်တွေလုံးကတော့အရန်ကအလုံးရှုပ်ခဲ့တယ်ဆိုပေမဲ့လည်းအခုရက်ပိုင်းမှာအလုံးအလုံးမရှုပ်တော့ဘူးဗောနော်အဆင်ပြေသွားပြီဆိုတဲ့အကြောင်းကိုပြောစီချင်းတယ်ပြောပြောချင်လို့ပေါ့လေနော်နံပါတ်၃ကကျတော့ အဲအဆင်ပြေမဲ့နေ့လေးကိုအဆင်ပြေမဲ့နေ့တို့အချိန်တို့ကိုပြန်ပြီးတော့မှဆက်သွယ်စီခြင်းနဲ့ဆိုတဲ့အကြောင်းကိုတဆင်ပြောချင်တာလား။နောက်နံပါတ်၄ကကျတော့နင်းစံစီကနေပြီးတော့မှမေးရရှိခြင်းနဲ့ဆိုတဲ့အကြောင်းကိုတဆင်ပြောချင်တာလားပေါ့လေနော်။အဲ့တော့ဘာနဲ့ပတ်သက်ပြီးတော့မှဒီမေးပို့ခဲ့ရလဲဆိုတာလေးကြည့်ရအောင်။အဲ့တော့ဒီလိုမျိုးမေးပို့ပြီဆိုရင်ပေါ့နော်။မဖြစ်မနေဖတ်ဖို့လိုအပ်တဲ့အချက်ကဘာလဲဆိုလို့ရှိရင်အသိစကိခမေဆိုဆိုစင်းနေစီကြီးဆိုပြီးတော့မှပေါ့နော်။ ဒါလေးကတော့တော့အခုဒီပု္ပ္ပစာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကွာဒီပု္ပ္ပစာကသူ့ရဲ့စတရဲ့အတိုင်းကိုပဲပြောတယ်ပေါ့နော်ဒီစာဒီမေးရနေပြောမှာမှာအဲအပြောချင်းဆုံးအကြောင်းအရာဘာလဲဆိုတာမျိုးမေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထူးပြောမှာပေါ့နော်အသေးစကိဆိုတာကအဲဘယ်ဘက်ကိုလိမ့်ဘယ်ဟာဘာဒူလဲဘာညာတော့ အရင်ကြီးတော့ဒီပု္ပ္ပာမှာဒီပု္ပ္ပာအနေနဲ့ဆိုရင်တော့အေးမကြည့်ဘူးပေါ့လေနော်ဒါပေမဲ့ကျွန်တော်တို့တွေဖတ်ပါမယ်အသေးစကိဆိုတာကကိုပို့မဲ့တစ်ဖက်လူပေါ့လေနော်ဒါပါတော့ကျွန်တော်ကနေပြောမှာကဒါတဲ့ဒါတဲ့ပေါ့နော်တယောက်ယောက်ကိုပို့ခြင်းနေဆိုလို့ရှိရင်ကိုပို့ခြင်းနေလူရဲ့ mail address ကိုပြောတာပါနောက် come mail ရဲ့အသေးပဲကအကြောင်းရင်းပေါ့နော်ဒီ mail ပို့ရတဲ့အကြောင်းရင်းကဘာပါဆိုတဲ့ဟာနဲ့ social နေကြည့်ကြည့်လို့ပြောတာပြောကြောင်မလို့ social ကပို့တယ်ပေါ့နော်နေကြည့်ကြည့်ဆိုအချိန်အဲ့တော့ကိုဒီဒီစာလေးပို့လိုက်တဲ့အချိန်ပေါ့လေနော်ပို့လိုက်တဲ့အချိန်ကဒါလေးဆိုမှပေးထားအဲ့တော့ဂျာ ကြုံမယ်ပေါ့နော်အဲ့တော့ဒီမေးပူစာမှာဘာတွေဖယ်သင့်တယ်ဘာတွေရှောင်သင့်တယ်ဆိုရင်ဟာတိတ်ပြီးမမြင်တာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းလေးပဲအရင်ပြောသွားမယ်ပေါ့နော်အဲ့တော့ဒင်းဆန်ဟီဆာစီပူဒီလိုပေးတာပေါ့နော်ဒင်းဆန်ကမတွေ့ရတာကြာပြီကန်ကီဒီစကာ ရှိကတော့တော့အဲဒါမျိုးလေးပေါ့နော်စကားပြောပုံစံလေးနဲ့သူကရေးထားတယ်တဲ့ဟောကိုချီရာဝါနန်တိုကာကန်ကီနီယတ်တိမတ်စတဲ့ကျွန်တော်ကတော့ဒီဘက်ကတော့ပေါ့နော်ကိုချီရာဒီဘက်ကတော့တနည်းနည်းနဲ့ကျမ်းမောင်နေနေပါတယ်အဲ့တော့အခုဒီမှာရင်းဆောင်လို့ပြောလိုက်တာဖြစ်ကြောင့်မလို့ဒီမေးကိုပို့တာအပေါ်မှာလဲဘသူကပို့တယ်ဘသူကပို့တယ်ရေးထားတယ်လေနော်စာသုံးဆန်ကနေပြောမှမရင်းဆန်စီကိုပို့တာဆိုတော့ကိုချီရာလို့ပြောတာကအခုဒီမေးကိုရေးတဲ့စာသုံးဆန်ကိုပြောတာပေါ့ စတိုးဆန်ဘက်ကပေါ့နော်အဲ့တော့ငါဘက်ကတော့တနည်းနည်းနဲ့ရောနေကောင်းနေနေရဲ့မင်းရောဘယ်လိုလဲဘောလေးနော်အဲ့လိုပုံစံမျိုးမိထားပါအဲ့တော့ဆောင်းရှင်းမတယ်ရှေတော့ကတိုတေမိုအီဇိုဂါစကတာနိုဒေနိုတာခေရိုပြီးခဲ့တဲ့ပတ်ကတိပေါ့နော်အလုတ်ကအရန်ကိုမောကိုရှုပ်ခဲ့တယ်ဆိုပေမဲ့လို့ခေတို့လေးပါတာဖြစ်တယ်ကြောင့်မလို့ရှေ့ရစာကြောင့်လည်းအနောက်ကစာကြောင့်လည်းဆန်းကျင်ပလီလိုက်ရမယ်ပေါ့လေနော်အဲ့တော့ရှီမာရုံကကြာတော့အီဇိုဂါရှိဖြစ်တယ်လို့ပြောတယ်ဟုတ်တယ်မလားအဲ့တော့ခေတို့လို့ပါတာဖြစ်ကြောင့်မလို့အနောက်မှာတော့သူနဲ့ဆန်းကျင်ဘက်ကြောင်းလာလေးလိုက်မယ်ပေါ့လေနော်အဲ့တော့ ဒီတစ်ပတ်ပြီးခဲ့တဲ့ပတ်ကထီကအလုပ်ကအရန်ကိုမအောင်ရှုပ်တယ်ဆိုပေမဲ့လို့ရတယ်ခွန်စီဘစကော့စီကြီးကထိုနေလူရောနေနာရီမစတာဒီတစ်ပတ်မှာတော့အချိန်နည်းနည်းလေးပေါ့နော်အချိန်ကိုယူလို့ရနိုင်ခဲ့ပါပြီလို့ပြောတာဖြစ်ကြောင်မလို့နည်းနည်းလေးတော့တော့အချိန်ရလာပြီပေါ့နော်အချိန်ရှိလာပြီဆိုတဲ့အကြောင်းကိုပြောနေတာပါအဲ့တော့အရှိမပြီးခဲ့တဲ့ပတ်ကတော့နည်းနည်းတော့အချိန်မအားဘူးပေါ့လေနော်ဒါပေမဲ့လည်းဒီတစ်ပတ်မှာတော့အချိန်လေးရှိလာပါပြီတဲ့ဆိုတဲ့အဲ့ဒါကြောင်မလို့အတင်းစံနီအိုင်တိုင်နာတို့အမတ်တဲ့မေးလို့စမစတာတဲ့အဲ့တော့ရင်းစံနဲ့တွေ့ချင်းလိုက်တာဆိုပြီးတော့မမတွေ့ပြီးတော့မမမေးပို့လိုက်ရတာပါတဲ့အဲ့တော့ဒီမေးပို့ းလိုက်ရတဲ့အကြောင်းရင်းကပထမဆုံးဒီချပိုက်လေးကိုဖတ်ရတယ်လို့ဆိုလို့ရှိရင်တော့တွေ့ကျင်လို့ဆိုတာကအဓိက main ဖြစ်သွားနိုင်တယ်ပေါ့နော်။ဒါပေမဲ့အခုဒီအပြည့်လေးခုမှကြည့်တော့သူအပြောချင်ဆုံးအကြောင်းကဘာလဲဆိုတော့တွေ့ကျင်နေဆိုတဲ့အကြောင်းကမပါနိုင်ဘူးလေနော်။အဲ့တော့အောက်မှာကျွန်တော်တို့လိုချင်တဲ့အဖြစ်ထပ်ပြီးတော့မှရှိနိုင်တယ်ပေါ့လေနော်။အဲ့တော့သူကတွေ့ကျင်နေတွေ့ပြီးတော့မှဒီမေးပို့လိုက်တာနော်။ hisashi budi ni sokiji temo shimasanka မစားရတာကြပြီပေါ့နော်မတွေ့ရတာလည်းကြပြီဖြစ်တဲ့အတွက်ကြောင့်မလို့စားတော့တာလေးပဲဖြစ်ဖြစ်လောက်ကြမလားတဲ့ この前、すごく美味しい店、お店を見つけたので、リンさんと一緒に行きたいと思って、ဆိုမှဒဒဒဒလေပေးထားတယ်ဗောနော်အဲ့တော့ဒီမတိုင်ခင်မှာတဲ့အရင်အရသာရှိရဲ့ဆိုင်လေးကိုသူတွေ့ထားတယ်တဲ့တွေ့ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဗောနော်ရင်းစံနဲ့အတူတူသွားကျင်လိုက်တာလို့တွေ့ပြီးအောင်မှာခွန်နိုမီတို့ဒါစမတ်တာလို့ဖြစ်မှာဗောလေနော်ခွန်နိုမီတို့အိုကူဒီမတ်တာဒီမေးကိုပို့လိုက်တာပါဘာလို့ချင်လို့လဲမတွေ့ရတာလဲကြာနေပြီရှော့ကူကြီးကိုလှုပ်ချင်လို့မလို့ပြောလိုက်ဗောနော်ဒီမေးပို့လိုက်တယ်ဗောအဲ့တော့ယောခတာတော့သူကတော့ဤဟိဆိုတော့အရှင်ပြေမယ်ဆိုလို့ရှိရင် အဆင်ပြေမယ့်နေ့လေးပေါ့နော်ယောဂတာရဆိုလို့ရှိရင်ပုံမှန်ယောဂတာရကအဆင်ပြေမယ်ဆိုရင် ကောင်းမယ်ထင်ရင်ပေါ့လေနော်မင်းအဆင်ပြေမယ့်နေ့လေးကို style တက်ကတာဆိုင်အာ ocean တက်ကတာဆိုင်ပြုတ်ပြပေးပါဆိုတော့ဒါလေးကဘာကိုပြောနေရလဲဆိုလို့ရှိရင်ဒီမင်းအရာကိုကြည့်မယ်ဆိုလို့ရှိရင်မင်းဆန်ကဘာအကြောင်းပြောနေရလဲဆိုတော့မင်းနဲ့တွေးချင်တယ်ဘာလို့ဖို့တွေးချင်တာလဲရှောက်ကူကြည့်လို့ဖို့တွေးချင်တယ်ပေါ့လေနော်အဲ့တော့အဲရှောက်ကူကြည့်လို့ဖို့တွေးချင်တာဖြစ်တော့ကြောင့်မလို့လင်းဆန်အဆင်ပြေမယ့်နေ့လေးကိုပြုတ်ပြပေးပါနဲ့ ကြီကမောနင်းဆန်နီအဝဆေအဝဆေရတဲ့မတ်တဲ့အချိန်လေးပဲနင်းဆန်နဲ့အဝဆေမတ်ဆိုလို့ရှိရင်ကိုင်းကြီးစေမဲ့နာတယ်မတ်လို့ပြောတာဖြစ်ကြောင့်မလို့ကိုင်းကြီးစေခြင်းခံရပါမယ်ပေါ့နော်အဲ့တော့နင်းဆန်ရင်းဆန်ရဲ့ပြောတဲ့အချိန်မှာပဲပေါ့နော်ညှိပြောမှာမှလှုပ်ဆောင်ပါမယ်ဆိုတဲ့ဘောကိုပြောထားတယ်ပေါ့နော်အဟန်ချင်မတေမတ်တဲ့မတေမတ်နဲ့စတော့ဆိုမှပေးထားတယ်ပေါ့နော်အဲဗာလဲဟန်ကြီးလေးစောင့်နေမယ်နော်ဆိုပြီးတော့မှပြောထားတယ်ပေါ့နော်အဲ့တော့တော်ပါလို့ခိုင်းတာလဲဆိုတော့မေးပြန်ပို့စီခြင်းတာဟုတ်တယ်မလားဒါပေမဲ့မေးပြန်ပို့စီခြင်းတာလို့တွေးလိုက်တယ်ဆိုလို့ရှိရင်နောက်နံပါတ်လေးမှာလေမတွေးရ ရတာကြတာဖြစ်တော့ကျွန်တော်တို့ရင်းဆန်စီကနေမေးရခြင်းမေးပို့စီခြင်းတော့မှန်တယ်ဒါပေမဲ့မတွေးရတာကြလို့မဟုတ်ဘဲနဲ့အခုသူနဲ့ရှော့ကူကြီးလှုပ်ဖို့အတွက်ပေါ့နော်ဘယ်ရက်အစဉ်ပြေတယ်ဘယ်ရက်အစဉ်မပြေဘူးပေါ့လေနော်အဲ့လိုမျိုးအကြောင်းပြန်နဲ့မေးလေရခြင်းတော့လို့ပြောတာဖြစ်တော့ကျွန်တော်တို့နံပါတ်လေးက cancel နော်နံပါတ်နံပါတ်1ကနေပြန်ကြည့်ပေါ့နော်ဒါမြင်တာအောင်လို့ပြောနံပါတ်4ရဲ့ရောက်သွားတော့နံပါတ်1ကကြတော့ငါတို့ចမ်းမာနေရဲ့မင်းအောင်ចမ်းမာနေလားဆိုတော့ပြောစီချင်တာ नो အဲ့ဒီအကြောင်းအရာကအတိကပြောစီချင်တာမျိုးမဟုတ်ဘူးပေါ့လေနော်ဒါကဒီလိုမေးရတဲ့အခါမှာဆိုလို့ရှိရင်အိုက်ဆတ်စွအနေနဲ့ရေးတဲ့ တလိပဲပေါ့နော်မအထားပါတော့ငါတော့ကျမနဲ့မင်းကျမလားဆိုအတိကတိကျင်တာမျိုးမဟုတ်ဘူးပေါ့နော်အိုက်ဆက်စ်အနေနဲ့သဘောအရာပဲထည့်လိုက်တဲ့မေးမျိုးဖြစ်တာပြီးတော့ကျွန်တော်တို့လင်းဆန်ဘလို့လဲဆိုအောင်ပြောပြစီခြင်းနဲ့ဆိုကြောင်းဆိုတဲ့အဖြေမျိုးကမဖြစ်နိုင်ဘူး။နောက်နံပါတ်2ကကျတော့အခုတလောကတော့လှုပ်ရှုံနေရတဲ့နည်းနည်းလေးအားသွားပြီဆိုတဲ့အကြောင်းကိုပြောခြင်းလို့နည်းနည်းလေးအားသွားလို့ဘာလို့ချင်တာလဲရှော့ကူကြီးလှုပ်ချင်တယ်လို့ပြောရလေနော်ရှော့ကူကြီးလေးစားချင်တယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်2ကလည်းပဲအဖြေအနေနဲ့မဖြစ်နိုင်ဘူး။နောက်နံပါတ်3ကကျတော့အတူတူစားချင်တဲ့အတွက်ကြောင့်မလို့ အတူတူဆိုကူကြီးလှုပ်ချင်တာဖြစ်တဲ့တို့ကြောင့်မလို့အစဉ်ပြေမဲ့နေ့လေးကိုဆက်သွယ်ပေးပါလို့ပြောတာဖြစ်တဲ့ကြောင့်မလို့ဖြေနေနေဆိုလို့ရှိရင်စံပန်ဆိုတာကကျွန်တော်တို့ရဲ့အဖြေလေးဖြစ်သွားမယ်ပေါ့လေနော်အဲ့တော့ဒါကဟိုဂျောဟိုးပုံစံမျိုးလေးရွေးရတာဖြစ်တဲ့တို့ကြောင့်မလို့အရန်ကြီးရောတော့ခက်ခဲမယ်တော့မဟုတ်ဘူးပေါ့နော်ဒါနည်းနည်းလေးလွယ်သေးရပေါ့လေနောက်ပိုင်းပုစာတွေမှာဘလိုပုံစံမျိုးလေးတတိထားပြီးတော့မှရွေးရမလဲပေါ့နော်ဘလိုပုံစံမျိုးလေးနဲ့အဖြစ်ဖြေရမလဲဆိုတဲ့ဟာလေးကနောက်ပိုင်းကြောက်လို့ရှင်တော့စဉ်းစားမယ့်ပုံစံလေးပါလာလိမ့်မယ်ပေါ့လေနော်ဟဲ့အဲ့တော့ဒီရဲ့မွန်တိုင်ကျွယုံပံကခေါ်တဲ့ဝါဒီနီစီမတ် အဲတော့မတော်တော့ကနေအားမရှိုးအဲ့တော့နောက်နောက်ဗီဒီယိုတွေပေါ့နော်ဆက်ပြီးတော့မှမှာအဲတော့ဘယ်လိုပြောရမလဲကွန်မန့်ဆိုင်ပေါ့နော်ဒါကြီးကိုလေထပ်တလဲလဲဗီဒီယိုထဲမှာထည့်ပြောနေတာကျွန်တော်တကယ်တော့ဟာစကစီဖြစ်တယ်ဆိုမှပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့မှကွာအားတစ်ခုဖြစ်စီဖို့အတွက်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကို like လုပ်ပေးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လည်းပဲ comment လေးပဲဖြစ်ဖြစ်ပေါ့လေနောက်အဲ့လိုမျိုးလေးနဲ့ကျွန်တော်ကိုပြန်ပြီးတော့မှမှာအားလုံးဘက်ကစပို့ပေးမယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီထပ်ပို့ပြီးတော့မှပေါ့နော် record တွေတွင်းရတာတွေကပို့ပြီးတော့မှအားရှိစေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ မြစ်တာရခင်ဗျာစီဟိုက်မနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်